ကာရိုနီကိုရင်းယူနေလို့မပါစေချင်ပါဘရိတ်တမန်လုံးဝမိပါများမန်ချက်စတာဖော်ဝါ့စ်ကနေပြန်လဲကြိုးလဲပါရင်လူငယ်လေးတယောက်ဟာအရှိမအဥဆောင်ထားတဲ့အញ្ញန်ထူးချင်တဲ့ဖခင်တယောက်ရှိနေကလေးအပေါ်နှိုင်းရှင်ဖျားပေးဖို့ရှိလာတယ်ပါရင်တချို့ကလည်းကြော်ကြားတဲ့ရသားကိုငငယ်ကလေးကခံစားရတာကြောင့်အောက်ခြေလွတ်တယ်ပါရင်ဒီလိုလည်းမဖြစ်ရအောင်ရေသွင်းမိတဲ့လူငယ်လေးတွေကိုစနစ်တကျပြုထောင်ပေးဖို့ရည်ကြီးပါရင်ရူနီကတော့ကောလင်းကတားဖြစ်သူကာရိုနီကိုရူနီရဲ့နာမည်ဟာသူ့ကိုနေရာတစ်ခုထိပဲတင်ပေးနိုင်မှာဖြစ်ကြောင်းဆုံးမထားသလိုရူနီလိုအမားမျိုးမလုံးမိစေဖို့လည်းအသေးစားဆုံးမထားကြောင်းသိရပါရင် ။အင်္ဂလန်သင်းကောင်းဆောင်အရင်းယူနေရမန်ချက်စတာနိုင်တက်ရဲ့ဂလုဝင်ကြီးသင်းကောင်းများအဆောင်အစားမှလည်းဖြစ်ပါရင်ယူနိုက်တက်ဟာအဖေ့ချီအားနေမဲ့သားတွေကိုဆက်လက်ဆောင်ရှိနေတာမို့ရွန်နီမျိုးဆက်ကာရွန်နီလေးကိုလည်းတစ်ချိန်ကျရင်စင်ညာသေးနေတက်သားတယောက်ဖြစ်လာစေနေပါရင်။ကန်ဟာလည်းရှေ့မှာအသက်19နှစ်ရှိနေပြီဖြစ်ပြီးယူနိုက်တက်အကယ်ဒမီမှာစောက်ကြည့်စရာကစားမလေးတယောက်ဖြစ်စတင်ကြော်ကြားနေပြီဖြစ်ပါရင်။ကန်ဟာလူငယ်ပြိုင်ပွဲတွေမှာစူလာတွေတလုံးပြီးတလုံးသိမ့်ပိုက်နေပါရင်။ ရဲရုံညာသူ့ရဲ့ဂေါမင်ရှိမှုတွေကြောင့်ကမ္ဘာ icon တောင်ဖြစ်ခဲ့သလိုကိုင်ကလည်းသူ့အဖေလိုမျိုးဂေါမင်ဆူရှာတဲ့ကစားမလေးတယောက်ပါဒါပေမဲ့အကောင်လေးကအဖေရဲ့နာမည်ရေးအောင်ပါကစားနေရတာကြောင့်ဒါကလေသူရရှိနေတဲ့အတန်းရှင်ကိုကိုင်တွေ့ဖို့ခက်ခဲရကြောင်းလည်းတယောက်ပါတယ်ဒီတော့အမေဖြစ်သူကောင်းလင်းဟာကိုင်ကိုအမှန်ကန်တဲ့လမ်းကြောင်းအတိုင်းရှောက်လန်းနိုင်စေဖို့တက်မှတ်ပေးနေရပါတယ် ။ဘယ်နေတော့ကငွေရွေးနဲ့အောင်မြင်ခဲ့တဲ့အခါဒီလမ်းပေါ်ကနေခဏခဏချော်ချပြီးလူငယ်ဘဝအမားရဲ့အများကြီးကျွလွန်ခဲ့မှုပါရင်ဒါကြောင့် calling ကကိုင်ကိုတော့သူ့အဖေဂျုံခဲ့ရတဲ့အပေါ်သင်ခန်းစာရေးပြီးမှန်ကန်တဲ့လမ်းကြောင်းမှာရှောက်လန်းစီခြင်းနေပါရင်အတွင်တရင်ပေးတယောက်က calling ဟာကိုင်ရဲ့ဖူးပွင့်ကာစားကစားမဘဝကိုဘလို့ကိုင်တွေ့ပေးနေတယ်ဆိုတာကိုပြောပြလာခဲ့ပါရင်ကိုင်ကလည်းရှိမှာစောင့်ကြည့်ခြင်းစရာလူငယ်ကစားမကြီးတွေကတယောက်ဖြစ်လာနေပါရင် မန်ချက်စတာယူနိုက်တက်ယူဆန်ကားနဲ့လည်းအောင်မြင်မှုတွေစတင်ရယူနေပါပြီ။နောက်ထပ်နေနေရဲ့အတွင်းမှာအသင်းကြီးကိုရောက်လာပြီးစတင်ပွဲထွက်ရဖို့လည်းနှိစက်လာပြီလို့အားလုံးကယူဆထားကြပါရစေ။ဒါပေမဲ့ကောလင်းကတော့ကန်ကိုဒီပေါ်မှာမူတီမနေစေချင်ပါဘူး။ကောလင်းကကန်ကိုအနာကပ်မှာဘာဖြစ်လာမလဲဆိုတာမသိတဲ့အတွက်ကျောင်းစာဘက်ကလည်းမလီဟင်းစေအောင်စာကြိုးစားခိုင်းထားတယ်လို့လည်းသိရပါရစေ။ကောလင်းကကန်ရဲ့ကစားမပွားကိုလည်းအသေးချာစီမံနေပြီးကလေးကိုကောင်းကောင်းကာကွယ်ပေးလို့ငယ်ငယ်တုန်းကရေယွန်းနေဖျက်တမ်းခဲ့ရတဲ့ထိခိုက်မှုတွေမကြုံတွေ့ရအောင်ထိန်းသိမ်းစီမံပေးနေကြောင်းလည်းသိရပါရစေ။ ။ Rooney ရဲ့သားအလုံးကဘောလုံးကိုဆွဲလန်းနေကြပါတယ်။ဒီတော့ Colin လည်းဘာမှမတတ်နိုင်ပဲသားတွေကိုခွင့်ပြုထားရပါတယ်။ဒါပေမဲ့သူတို့ဘလောက်ကောင်းတဲ့ကစားသမားတွေဖြစ်လာမှလဲဆိုတာမသိကြတာကြောင့် Colin ကစားလင်းလုပ်ခိုင်းနေတာပါ။ကိုင်မာကသူ့အဖေရဲ့သွေးအပြည့်ပါလာတာသိကြနေပါတယ်။ဒီတော့ကြီးကျယ်ခမ်းနားတဲ့ကစားမတယောက်ဖြစ်လာနိုင်ပါတယ်လို့သတင်းပေးကပြောခဲ့ပါတယ်။ကိုင်ကဘောလုံးကစားတာကျိုးကျော်ပြီး Colin နဲ့ Ring ကကိုင်ဘောကိုတော့စိတ်နှမြုပ်ထားပါတယ်။ကိုင်ကပြင်းပြင်းထန်ထန်လေးကျင့်နေပြီးသူလုံနိုင်လိမ့်မယ်လို့လည်းမျှော်လင့်နေပါတယ်။ဒါပေမဲ့ Colin ကတော့ကိုင်ကိုဘာတွေပဲဖြစ်လာဖြစ်လာနှိမ့်ချနေတတ်ဖို့သင်ပေးနေပါတယ်။ တကယ်လို့မျော်လင့်ထားသလိုမျိုးထိတန်းကစားမတယောက်ဖြစ်မလာခဲ့ရင်လည်းကိုင်းရဲ့အစီအပြတ်မှုကိုနှစ်သိမ့်ပေးဖို့ကောလင်းကကြိုတင်ပြင်ဆင်ထားပြီးသားပါရနီရဲ့မျိုးနမည်ဟာကိုင်းကိုနေရာတစ်ခုကိုပဲပို့ဆောင်ပေးနိုင်မှာဖြစ်ပြီးဂျန်နာကတော့သူ့ဘာသာသူစက်ကြိုးစားရမယ်လို့ကောလင်းကကိုင်းကိုဆုံးမထားကြောင်းသိရပါတယ်ရနီရလက်တလုံးမှာသူ့မိသားစုအကြောင်းမှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးပြီး Destiny Plus မှာပြသသွားဖို့စီစဉ်နေပါတယ်ရနီကကစားမဘွားမှာအောင်မြင်ခဲ့ပေမဲ့နီးပြဘွားမှာတော့အဆင်မပြေဖြစ်နေရပါတယ်ရနီနောက်ဆုံးနီးပြခဲ့တဲ့ဘာမင်ကန်ရောပလိုင်းမော်ရောဟာကြာရှုံး project တွေဖြစ်ခဲ့ပါတယ် ရနေ့ကတာဖြစ်တဲ့ကောနေကဆောက်ကြည့်ပြီးကိုယ်တိုင်လေးကျင့်သင်ကြားပေးနိုင်မလားဆိုတာကိုတော့ဆက်လက်ဆောက်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။